ဆရာကြီးရွှေဦးတောင်ရဲ့တံပြတချမ်းဆိုတဲ့ဝတ္ထုကိုဖတ်ပြပြီးမှဖြစ်ပါတယ်ရှင်။ဝလက်ဘူတာနဲ့ပေါကံဘူတာတို့မှာသကိုင်းမြကြီးနာမြေထာလန်းတွင်ခရီးဝေးกว่าဆုံးသောဘူတာနှစ်ခုဖြစ်လျက်ကမြေထာသည် ရန်ကုန်မန္တလေးစာဖို့ယထာကြီးခမ်းများလင်းမြန်စွာသောရှင်အဟုန်ဖြင့်ခုတ်ခုတ်နေလျက်ရှိနေ၏။၎င်းမြေထာတွင်တရွေသည်သောဒုတိယတန်းတွဲ၌အသက်25နှစ်ခန့်ရှိမိန်းမတစ်ယောက်သည် ောက်ခံဘူတာမှာမြတ်သားထွက်လာတဲ့ကမြတ်သားလဝဲပန်းတိုင်းမျက်စိတစုံပေါရောက်လဲရှိတော့တတော်ကြီးကိုငင်းမြို့ရင်တက်ပြင်းချကလိုက်ပါလဲရှိသည်လွန်ခဲ့သော6လခန့်အခါကမတန်မြင်သည့်ရန်ကုန်သို့သွားမြတ်သားပေါ်မှာ၎င်းတတော်ကြီးကိုမျောကြည့်မိစဉ်ကငါသည်ဤတတော်ကြီးကိုနောက်တစ်ကြိမ်မြင်အောင်ရန်ကုန်မြို့မှာပြန်လာရချေအောင်တော်မည်ဟုတွေးတော်မိခဲ့ဘူးသည်ဖြစ်ရာထိုကဲ့သို့တွေးတော်မိခြင်းကိုတတိယတည်းအတွင်းတက်ပြင်းချနိုင်မိခြင်းဖြစ်ပေသည် ထိုခါကမူမတန်မြင်သည်နေအိမ်မှထွက်လာရခြင်းကိုဝမ်းနည်းမိပိအကြောင်းမူကားမိမိအားအဆဆရရ၌ကျင်နာပိုက်ထွေးကလေးတပွဲပြုစုဆောင်ရှောင်းလေးရှိသောလင်းဖြစ်သူမောင်ထုံးနှင့်ခွဲခွာကိုယ်ကွင်းရသောကြောင့်ပေသည်ယခုမှမူညာကိုမျိုး၌မိတ်ဆွေတင်များနှင့်ပျော်ရွှင်စွာနေထိုင်ခဲ့ရခြင်းကိုလွမ်းဆိုတန်တာခြင်းဖြင့်လည်းတောရကလေးတို့ပြန်၍၆ကက်ကက်ထိုင်နေရအောင်မြည်ရေးကိုမျှော်တွေးပြင်ရင်မိခြင်းကြောင့် နေရက်တို့ပြန်လာရခြင်းတွင်ကြည်ရွှင်ဝမ်းမြောက်ခြင်းရှိသည့်အပြင်တပြင်းချမိအောင်ပင်စိတ်ဤလင်းလန်ထိုင်မှန်ခြင်းဖြစ်ခဲ့မိလေသည်မတန်မြင့်မာမျိုးဥတောင်တင်ဤသမီးဖြစ်၍အင်္ဂလိပ်ကျောင်းသူတယောက်ဖြစ်ရာဝက်လက်မျိုး၌ဥတောင်တင်မျိုးဥဖြစ်စဉ်ကကျောင်းပည့်ရက်တွင်မန္တလေးမျိုးနေရှင်နယ်မင်းကလေးကျောင်းမှဖခင်ထံသို့ပြန်လာပြီးလင်းဖခင်နှင့်အတူနယ်လှည့်ရာသို့လိုက်ပါခဲ့ပူး၏ မကြီးတုံရွာတို့ဆိုင်ရောက်တော့ကမြေရှင်တဦးဤသားမောင်ထုံးနှင့်မြင်းလေးမြင်းချင်းချစ်ကြိုက်ဆုံးမမိကြ၏မောင်ထုံးနှင့်မတန်မြင်တို့ချစ်ကြိုက်ကြခြင်းမှာနှစ်ဖူးဆောင်မတပါအခြားသောအကြောင်းရှိဟန်လက္ခဏာမရှိခြင်းအကြောင်းတော့ကမတန်မြင့်မှာမြို့သူကြီးစာတိလည်းဖြစ်အင်္ဂလိပ်ကျန်သူလည်းဖြစ်ရုပ်ရည်မှာလည်းလူချင်းမောလာအောင်လှပပြပြချင်းနေပြေဆုံး၏မောင်ထုံးမကတော်သားလည်းဖြစ်ရုပ်ရည်မှာလည်းပြောရလာအောင်ချော်မောလှပခြင်းမရှိခြင်း ထထကြင်ကြင်ထောင်ထောင်မောင်းမောင်းနီယောက်ျားပီသားသောကိုဟန်အမူယာမှတပါ အခြားသောချင်းမွန်ဖွဲရာရုပ်လက္ခဏာဟူ၍တစုံတရာများမရှိခြင်းပစ္စည်းအင်အားမှမူမြေပိုင်ရှင်တယောက်ဤသားဖြစ်သည်ဖြင့်ဒေတာလျောက်အတင်တင်ခိုင်လုံသည်မှန်၏တို့ရာတွင်ပတ်တမ်းမြင့်သည်ဤများလောက်ခြင်းနေကိုမမော်လောက်သည်မမတ်တမ်းပေရာ၎င်းတို့အူဆောင်စည်းကြခြင်းမှာဘဝရေဆက်သက်သက်များသာဖြစ်ဟန်တူပေ၏ မြို့ဦးတောင်တင်မှာငယ်များဖြစ်သောမတန်မြင့်ဤမိခင်သေးဆုံးပြီးနောက်နောက်ရင်ထောင်နေနေထိုင်ရသူဖြစ်သောကြောင့်သမီးလင်သားရွေးချယ်ပုံကိုစိတ်တွင်နိုင်ကျင်နေစေကားမူအတိုက်ခံကန့်ကွက်ခြင်းမပြုပဲမိထွေနေလင်ပါသမီးတို့တကြဲကြဲရှိနေတတ်သောချင်းရကိုမျောတွင်မိတဲ့ပြင်မိမိဤလဝဲမှလွန်လင်းပြီးပါစေတော့ဟုသဘောမျိုးနီးရှော့ရှော့ရှူရှူပင်သဘောတူလိုက်လေ တောသားမောင်ထွန်းမှာမြို့အုပ်ကြီးတမီမြို့ကြီးသူမိန်မလားတယောက်ကိုရခဲ့လေရကအစာစားရင်ရာ၌အလွန်တရာလိုလိုက်ဖူးဖူးမုံမတဲယူရပိုက်ထွေးရေးပေးခဲ့လေမောင်ထွန်းမှာဖခင်ကြီးတည်ဆုံးပြီးနောက်မိခင်မို့ဆိုမှကြီးနေနေထိုင်ရသူဖြစ်လေရ၎င်းတို့ဤနေကိုမတန်မြင်ရောက်သွားပြီးနောက်တာမီနီယောက်စလုံးတို့ဒီမတန်မြင်ဟာမိမိတို့နဲ့အဖက်မတန်မအဆက်တီနဲ့သမီးကလေးတစ်ပွင့် ခြေမကိုင်းမိလက်မကိုင်းမိပြူစူဆောက်ရှောက်လဲအလွန်တရာတရာကြီးဖြူရှိကြရည်မတန်မြင့်ကောင်းကိုက်ခဲ့သောတာမီနီယာစလုံးမအိမ်နိုင်မစားနိုင်ပြပြတလဲဖြစ်နေကြ၏မတန်မြင့်အတွက်ချီးမွမ်းရန်တစ်ချက်မှာမိမိရာတာမီနီယာစလုံးကဤများလောက်အမျက်တနိုးရိုကျိုးကျင်နာခြင်းရှိသည့်အတွက်ကန့်တတ်ခြင်းမရှိဘဲလင်သားအလကောင်ယောက်မကြီးရ၎င်းမိမိနှင့်အဖတ်မတန်ဟူသောမူရမျိုးကိုဘယ်သောအခါမှပြသခြင်းမရှိခြင်း မောင်ထုသည်မြို့အုပ်တရဖြစ်ခဲလင်း၎င်းမတန်မြင့်သည်တာမညာတောသူတရဖြစ်ခဲလင်းတော်၎င်းမယားဖြစ်သူသည်လင်ရောက်ကြပေါ်၌ပုံမော်ရေးကျွန်းတို့ရတီချင်းရှိနိုင်ဖွဲရမရှိတော့ချင်းမတန်မြင်နေမောင်ထုံးတို့တာမီတို့ရင်ခဲ့သူအသိမြတ်ညာစွာ အတူတကားနေထိုင်ကြပြီးနောက်သုံးနှစ်လောက်ကြာရှိသောအခါတနေ့တနိုင်မတန်မြင်သည်ဘူးတီငါးပေါင်းကျော်စားမိပြီးနောက်ချောင်းတော်ဟုဆိုလဲရှိ ပထမနေ့၌ တာမီမြောက်တို့မှာပထောင်တာလာသေးတော့လေဒုတိယနေ့နိုင်ပတ်တံမြင်ချောင်းဆိုးယောဂါတတ်တာပဲရှိလေရာတာမီမြောက်တို့မှာရောက်ရက်ခက်ဖြစ်နေကြ၏တတိယနေ့နိုင်ကနှစ်ယောက်စလုံးမျက်လုံးဝိုင်းလျက်ရှိရာမကြီးတုံရွာမှာတမဟူရများတာမကရွာနီးချုပ်ဆက်ရှိစီးစရာဟုသများတို့ထံလှဲနေတဒံမြင်းနေတခေါတတောက်တောက်ပြေးလွှားလျက်ရှိကြ၏တို့ရတွင် ပတ်သံမြင့်ကမူအင်္ဂလိပ်ကျောင်းထွက်ဖြစ်တည်းလျညမစီဆရာများကိုအယုံကြည်မရှိကြောင်းညင်ဆန်လျက်ရှိရာပစ္စမနီ၌ချောင်းဆူယောဂါတက်တာပဲရှိရာတွင် မောင်ထုံးဦးသည် ရွှေပုံမြို့ရှိဆရာဝန်ကြီးထံမြည်ရထားနေလိုက်ပါသွားလေ။နောက်တနေ့၌ရွှေပုံမှဆရာဝန်ကြီးသည်မော်တော်ကားနှင့်လိုက်လာ၍မတန်မြင့်ယောဂါကိုစစ်ဆေးကြည့်ရှုလေ။ဆရာဝန်ကြီးသည်နှစ်ချက်ကရိယာများနှင့်တေချာစွာစစ်ဆေးကြည့်ရှုပြီးနောက် မတန်မြင့်ဤယောဂမှာတာမညာချောင်းစုယောဂမဟုတ်အစုံနာယောဂဖြစ်ကြောင်းဒီတာမီမြောင်အားဒီတို့ပြောရရင်ဒေါ်သိန်းခင်ဦးကောင်းဒီတင်တောင်လောက်ကြီးသွားသည်ဟိုမထင်လိုက်မီမောင်ထုံးမမူအိမ်မြောင်မီပြတ်တကယ်တော့ဆက်ဆက်တုံးဖြစ်သွားပြီလင်ညီမပင်ကုန်ကြရသည်ဖြစ်စီဤယောဂကိုကုသပေးပါရန်အကြောင်းဒီဆရာဝန်ကြီးအားရှုခိုးမတတ်တောင်းပန်လေနောက်ဆုံးတွင်ဆရာဝန်ကြီးအား မိမိမှာမြို့ငယ်မြို့သိမ်းမှာဆရာဝန်တယောက်မျှသားဖြစ်တော့ကြောင်းပညာလည်းမစုံလက်နက်ကြိယာလည်းစုံလင်စားမရှိကြောင်းအကောင်ဆုံးသောနိလမှာမတန်မြန်ရန်ကုန်ရန်ကုန်စည်ယုံကြီးတွင် ပထမဒဏ်ခံသူပို့ထားရန်ဖြစ်ကြောင်းဓမ္မဒဏ်ခံမှာတနင်္လာ16ရက်ပြရ၍အကုန်ကြများသည်ဟုထင်ဖွယ်ရရှိတော်လဲမိမိဟာခောက်ခောက်ခါခါပင့်ခေါ်ရခြင်းသည်လဲနောက်ဆုံး၌အကုန်တတ်တာမည်မဟုတ်လားကြောင့် မတမ်းမြင့်သွားလို့လေမိမိအပင်ရန်ကုန်ရှာဝန်ကြီးထံထောက်ခံစာရေးသားပေးရမည်ဖြစ်ကြောင်းနှင့်ပြောပြလေ။မောင်ထွန်းဦးကညီများလောက်ကြောင့်စီရင်တက်ဖို့လိုကြောင်းမြင်မြန်ရာဆရာဝန်ကြီးကတလခန်းဆိုလင်းလုံလောက်မည်ဖြစ်ကြောင်းတလအတွက်၄80ထားပြီးအောင်စုစုပေါင်းဝင်600ခန်းကိုကုန်ဖွင့်ရရှိကြောင်းနှင့်တွက်ချက်ပြောပြတိုက်တွန်း၏စုစုပေါင်းဝင်600ခန်းကိုကုန်ဖွင့်ရရှိကြောင်းနှင့်တွက်ချက်ပြောပြတိုက်တွန်း၏ နောက်ဆုံးနိုင် မောင်ထုံးသည်မတန်မြင်အားရန်ကုန်စည်းုံကြီးသို့ပို့ပင်ရန်ဆုံးဖြတ်လင်းရာတော်သိန်းခင်ကလည်းငွေ600လောက်များကိုနှမျောဖွဲ့မရှိဟူဆုံးဖြတ်တိုက်တွန်း၏တို့ဖြစ်၍ဆရာဝန်ကြီး၏ကြံပေးချက်အတိုင်းမတန်မြင်အားဆရာမတောင်နှင့်အတူရန်ကုန်စည်းုံကြီးသို့ပို့ခဲ့ခြင်းဖြစ်လေသည်မတန်မြင်ယောဂါမှာတလားကျော်တော်လည်းမပြောက်သေးခြင်းမောင်ထုံးတာမီယာမူမပြောက်မချင်းမစင်ခဲရန်စာတန်တန်ရင်း၍ မိမိတို့ပိုင်မြေများနဲ့အချို့ကိုပေါင်းတယ်အချို့ကိုရောင်းချပြီးနေစရိတ်ငွေကိုမမှန်ကြီးတင်ပို့ခဲ့ကြ၏ဤနည်းအားဖြင့်မတန်မြင့်မှာရန်ကုန်မြို့၌နေထိုင်ခဲ့ရလေမတန်မြင့်သည်ရန်ကုန်စေယုံကြီးနိုင်နေရစဉ်မင်းကတော်များအင်္ဂလိပ်ကပြားမများအရာရှိကြီးများ၏တမီများနှင့်အပေါင်းအသင်းပြုလုပ်ကနေထိုင်ရ၏၎င်းယောဂမှာတဲတန်ယောဂမျိုးမဟုတ်ပဲတရှောင်းရှောင်းယောဂမျိုးသာဖြစ်လေရကမြို့တွင်သို့လည်ပတ်ခြင်းဘိုင်းစကုတ်ကြီးခြင်း မော်တော်ကားဖြင့်လေငင်ခန့်ထွက်ခြင်းစသည်တို့ကိုရှာဝင်ရင်မိန်နှင်ပြုခွင့်ရ၏ပတ်တန်မြင့်မှလူမမာပင်ဖြစ်တော်လဲအထက်တန်းစာမင်းကတော်ကြီးကပြားမများနှင့်ပေါင်တင်ဆက်ဆံလျင်ပျော်ရွှင်စွာနေထိုင်ရသောကြောင့်တသက်လုံးစည်းရုံမှမစင်မဲနေလင်းပင်နေနိုင်ဖွယ်ရှိမတန်မြင့်လူရည်တန်သောယောလက္ခဏာရှင်ပြသောမူယာနှင့်လက်ဖွားဖွားသုံးတက်တော်လေးခြင်းများသည်အထက်တန်းစာလူမမာများအနက်တွင်မိတ်ဆွေပေါ်များစီဖို့ဖြစ်နေ၏ ကမြားမများနှင့်ဘုံမများသည်မတန်မြင်အားချစ်ခင်တကြိုင်တို့ဖြစ်၍မတန်မြင်မှာစီယုံစီရဲ့ပြင်တလလင်းငွေများများကုန်ကြခဲ့သည်ရိုးပြောင်မှုသောမတန်မြင်သည်ပြည်ရဲ့မြမျိုးနှင်းငွေမှတက်လာခဲ့မှားတိုင်းလဲမောင်ထုံးကညင်းသည်မရှိ ပို့လိုက်သည်သာလင်းဖြစ်ချေဤနည်းအားဖြင့်၆လခန့်များနေထိုင်ခဲ့ပြီးနောက်မတန်မြင်သည်နောက်ထပ်ဆက်လက်နေထိုင်ခြင်းကအကြောင်းယုတ်တိမရှိတော့သဖြင့် ဆေးရုံမှဆင်း၍လင်းရောက်ကြရှိရာဝလက်ပူတာယုံသို့ပြန်လာခဲ့ရခြင်းဖြစ်လေသည်ဆေးရုံအတွင်း၌အစားမှန်အိမ်အိမ်မှနေထိုင်ခဲ့ရခြင်းအပြင်နှုဖက်ကြည်လင်စွာရှိသောအတိုင်းရည်သည်မတန်မြင်၏ငိုချွန်မောလာပါပြီးဖြစ်သောရုပ်စင်းကိုတိုးတက်တင့်တယ်ခြင်းရှိစေသည့်အပြင်ရန်ကုန်သူစတိုင်ဂိုက်ကြအောင်ဝစင်ထားသောဝစ်စာများသည်လည်းအဆိုပါရုပ်လက္ခဏာကိုတိုးမြင့်ပြမြောက်ခြင်းပြုပြန်လျက်ကဒုတိယဒဏ်တွယ်ရှိအခြားခီးတဲ့များသာမကား ပတ်တံမြင့်အားမြို့ဩကတော်လေးလုံးဝင်းထောက်ကတော်လေးလုံးဟူတွေးတောင်းငီမောကအကဲခဲလျက်ရှိကြ၏တို့ဖြစ်၍ဝက်လက်ဘူတာတို့မြတ်သားဆိုင်ရောက်လာရာတွင်တက်ကလက်အင်ကြီးခဏန်းတွင်ပေါ်ဝါစီဆိုးပြင်းမတန်မရရစ်ပောင်းပောင်းထား၍ယုံလုံးကြီးတပည့်၏စီမတိုက်သောဖနံစာတီတို့ဖြင့်နွားမောင်းသောတုတ်တို့ကိုကင်ကားပြေးလာပြီးလင်မယ်မြင့်မယ်မြင့်နှင့်တမြင့်နေမြင့်နေသောမောင်းထုံးကိုမြင်ကြရသောအခါတွင် ခီးတဲ့များသည်တယောက်ဤမျက်နာကိုတယောက်လှမ်း၍ကြည့်မိကြ၏ထိုချင်းရကိုမတန်မြင်တွေ့မြင်ရသောအခါမျက်နာ၌ရှင်းကနေဖြစ်သွားပြီလေလင်းယောက်သားအတွက်ပထမချင်းရွှေရွှေဆက်သောစိတ်သဘောဖြစ်ပေါ်လာမည်မောင်ထိုးသည်တစားခံလာသောပစ္စည်းများကို ကပ်ပေါ်ထမရွေးချယ်ယူငင်လျက်ရှိစဉ်မတန်မြင်သည်ဘူတာယုံပြင်ပတ်သို့ထွန်းနေ၏နွားဝါစာဥကွက်တရှင်တက်စင်ထားသောလှည့်ရင်ကလေးနီးမှာစောင့်ဆိုင်နေလေအကြောင်းကား ၎င်းနှွားတရှင်းနှင့်လဲရင်ကလေးမှာမောင်ထုံးနေမိမိတို့လက်ထက်စင်းကအဖုံးဝင်900နှင့်ဝယ်ယူထားခဲ့သောပစ္စည်းဖြစ်ကြောင်းသိရှိတော်ကြောင်းပေသည်။မတမ်းမြင်ဆောင်နေပြီးနောက်တမနေခံကြသောအခါတွင်လူတယောက်ကမောင်နှင်သွားသည်ကိုမတမ်းမြင်တွေ့မြင်လိုက်ရတွင်များစွာအံ့ဩမိ၎င်းနောက်မောင်ထုံးသည် ပစ္စည်းများနှင့်ထွက်လာ၏။နှွားဦး၎င်းတက်ဆင်ထားသောလက်ကြီးပေါ်သို့တက်ရောက်ရန်ခေါ်လေ၏။မတမ်းမြင့်မှာအံ့ဩစွာနှင့်လဲဆော့ကြည့်ပေါ်သို့တန်ရတော်လဲမြည်တို့များမပြောသေးခြင်း မောင်ထုံးမှာချစ်လာစွာသောဇနီးနှင့်6လတိုင်ခွင်းနေရပြီနော်ပြန်လဲတွေ့ဆုံရခြင်းဖြစ်သောကြောင့်ဝမ်းမြဝမ်းသာရှိထိုက်သည်မှန်တော်လေဦးလျားဖားလျားမူရမျိုးမရှိဘဲနှုတ်ခတ်ဆိတ်ဆိတ်ဖြစ်နေရမတန်မြင့်နှင့်တယောက်တစ်ပြန်အကဲခဲလဲရှိကြိုင်းလမ်းခရင်နိုင်ကျမတို့နွားတရှင်ပဲရလို့ဒီနွားအုပ်ကြီးတွေတက်လာတယ်လေကိုထုံးဦးမဲမြင့်မရှိရနဲ့နွားချောနာကောင်းစီတယ်လည်းမရှိတော့လို့ရောင်းပြစ်လိုက်တယ်ရှင်တို့ကကျမကိုပြန်ချင်းစိတ်မရှိဘူးလို့များတွက်ထားကြလို့လား တော်တာမယ်မြင့်ရဲ့ဒီလိုဟုတ်ပါယူလားငွေတစိတ်ကျက်လို့ပေါ့ငွေကျရင်လက်ထက်တုန်းကကျမပြေလက်ဖွဲ့တယ်လေတတော်ရှိပါကောလားပေါင်သုံးပါတော့လားမောင်ထွန်းဒီညိုးငယ်တော်မျက်နာနေမြည်သူမျှမပြောဘဲနေခဲ့ရမတမ်းမြင်လဲလှဲဆုပ်ကြီးစီရသည့်အတွက်ကြောင့်ဒေါခပပွားလုံးရေးလိုက်ပါလားလေအတန်ငယ်ခရီးရောက်တော့မောင်ထွန်းကစားတင်ရန်ကုန်တွင်နေထိုင်ပုံများကိုမြင်မြတ်သည်ဖြင့်မတမ်းမြင်ကပြောပြလေရာ မတန်မြင့်သည်ပြောရင်ပြောရင်းနေဆင်အားတက်တန်းခြင်းဖြစ်လာခဲ့ပြီးလေရန်ကုန်၌နေထိုင်ရခြင်းကိုပျော်ရွှင်ပြီးတကယ်တော့လကောင်းအပေါင်းဖော်မင်းကတော်များနေခွဲခွာခင်ရခြင်းကိုလွမ်းဆူတန်တာပြီးတကယ်တော့လကောင်းအားရပါရအပြန်ကြောင်ပြောပြလေထိုအခါရှိသမျှလေရာချောင်းမြောင်များကုံစီကမူလူမလူမချာလင်းပြီးစေတော့ဟူသောသဘောထားမျိုးဖြင့်ငွေမာတိုင်းတင်ပို့ခဲ့သောမောင်ထွန်းဦးမှာ မိမိများသည်လူသူပါရှာလင်အလွန်တရာကြောင့်ကြသောတော်ရလီသို့ပြန်ရောက်နေထိုင်ရမည်ကိုပင်ပြင်းရင်ချသွေးလာသောအချင်းရတခုဟူ၍မှတ်ယူနေခဲ့လေပြီတကားဟုစဉ်းစားမိတိုင်းစိတ်တွင်ထိုင်မိုင်းလေးလံခြင်းဖြစ်မိလေမကြီးတုံရနေရင်သူဆိုင်ရောက်ကြသောအခါဒေါ်သိန်းခင်ကတော်ရနေရင်တို့ဤထုံဆံမဟုတ်ပဲလေမတန်မြင့်၏သဘောရတက်ဆင်ထားသောအခန်းစည်းများကိုအသည့်လဲလဲထားနေခြင်းဖြင့်၎င်းဝင်းချံတွင်အထူးရှင်းလင်းအောင်ပြင်ဆင်ထားခြင်းအပြင်၎င်း မတန်မြင်ကြိုက်တဲ့သောဟင်းရမျိုးကိုအထူးတန်လဲကောင်းမွန်အောင်ကြိုးစားချက်ပြုတ်ထားခြင်းဖြင့်၎င်းအစစရရာအထူးတန်လဲစီမံထားခြင်းများကိုမတန်မြင်တွင်မြင်ရ၏သို့တော်လည်းသို့တော်လည်းရန်ကုန်စီးအောင်ကြီးတွင်၌ဥရောပတိုက်သားများ၏နေထိုင်မျိုးဖြင့်နေထိုင်လာခဲ့ရသောမတန်မြင်မှာကျေးဇူးတင်စကားပြောကြရမြှာပင်တည်မြှားခဲ့ခြင်းထိုခြင်းရာကိုတာမီနှစ်ယောက်တွင်မြင်ကြရသောအခါ တရားဥမျက်နှာကိုတရားလှမ်းကြည့်ုံမှာတပါမိတို့မျှဖွင့်ဟာပြောဆိုကြခြင်းမပြုကြခြင်းမောင်ထုံးဤနေ၌တရင်ကားစီခံများရှိရကဲ့သို့မပြားပြားသည့်အတွက်တူလီမိုလီဘာဟီယာကိစ္စများကိုမောင်ထုံးကိုယ်တိုင်ဖြစ်စေမိခင်ကြီးဒေါ်သိန်းခင်ကဖြစ်စေဆောင်ရွက်လုပ်ကိုင်နေရခြင်းကိုမတမ်းမြင်တွေ့မြင်သောအခါအဖေကြောင့်စီခံသည်တရင်ငှားများကိုဖြုတ်ပြင်းနှင်းကြလေသည်နီဟူမေးမြန်းမောင်ထုံးက ဇယိတ်ကုံကြနေပါအောင်စီမံရချင်းဖြစ်ကြောင်းနေပြန်ပြောရရင်မတမ်းမြင်ကခြွေတာဖို့မလိုကြောင်းရေးချောင်းရှိခဲ့လေမိမိဖေးလက်ဖွဲတော့လေတတော်ကိုပေါင်နိုင်အောင်ခြာသုံးဆဲနိုင်ကြောင်းဖြင့်ပြော၏သို့ပါတော့လေမောင်ထူးကကိစ္စမရှိပါဘူးမဲမြင့်ရဲ့အလိုက်ထိုက်ဒီလိုပဲကြည်နေသွားကြတာပေါ့မဲမြင့်တာငင်းငိမ့်နေပါကျုပ်တို့သားမိတော့ငကိုကလေးကတော့တောင်းမို့ဒီလောက်လို့တော့ရင်းမကြည့်ပါဘူးဟိုပြန်ပြော၏ ရွာသူရွာသားတို့မြည်ဒီမှာအိမ်ဒီပါချင်းတော်ပြုံမှုနေတိုင်းစသည်တော်ကိုမြို့သူမြို့သားများထံပုံမော်ကယူဆိုင်လေးရှိရွာတို့ရောက်လာခါစားခါကားမူမတန်မြင်ကိုရွာသူရွာသားများက မတန်မြင်သည်မြို့ဦးတမီးဖြစ်တော်လဲစိတ်ကြီးမွန်ရှာဘူးဟုသဘောရ၍လှိုင်လိုက်လဲလဲရှိုးရှိုးရှူးရှူးမူရမျိုးဖြင့်အယောတဝင်းခေါငင်ပေါင်းတင်ခဲကြလေလေယံရန်ကုန်မှပြန်ရောက်လာတော့ခါနိုင်မူ ရွာသူရွာသားများကခက်ဆင်ဆင်ရှိနေကြသည်ဟိုမတမ်းမြင်ထင်မိဟုတ်လဲဟုတ်တန်ရိုင်းအကြောင်းကရွာသူရွာသားများသည်မတမ်းမြင်စိတ်နေစိတ်ထားပြောင်းလဲလာခြင်းကိုတွေ့မြင်ရသဖြင့်အယောမဝင်မှုဝန်အောင်ယွန်းတွွတ်ရှိနေကြသောကြောင့်ပေသည်တို့ပါတော့လေမတမ်းမြင်သည်မိမိ၏အပြစ်ကိုမမြင်မသိပဲအမှုမဲ့မဲ့တာလည်းနေထိုင်ခဲ့မိလေစိတ်တော်ထားကောင်းမွန်ဖြူစင်လာတော့ဒေါ်သိန်းခင်သားမိမြောက်တို့မှမူ မတမ်းမြင့်ရဲ့အပြစ်ကိုဘယ်တော့ခါမျှရှုရန်ဝါသနာမရှိသေးရဲ့လျောင်းမင်းဆိုရစားတရားဤတမီးရင်ချာဖြစ်ပါလေရွာတိန်ရွာငယ်တစ်ခုနိုင်မိမိတို့နဲ့အတူနေထိုင်ရခြင်းမှာညီငွေဖွဲရာကောင်းရှာပေးလိမ့်မည်မတမ်းမြင့်မူဤများလောက်ဒီခံအောင်ဤရွေနေရှာပေးသေးသည်အခြားသူဖြစ်ခဲ့လေနှစ်နှစ်သုံးနှစ်မဆိုထားပြီနှစ်လသုံးလမြားပင်နေထိုင်ဖို့ခရင်ပေးလိမ့်မည်စသဖြင့်မိမိတို့စိတ်ထဲကအောင်မေတီဖြစ်စေတာမီချင်းဤလဲညွှန်ပြသည်ဖြစ်စေ ြုလို့ပြောဆိုလေးရှိကြလေရင်တော်ဖြစ်ရကတာမီးနှောက်တို့သည်မတမ်းမြဲတွဲကြောင်းအနှဲငယ်များစိတ်ပြဲအာရုံချင်းမရှိပဲဘယင်ဤတမီးတော်အစ်ကိုထိန်းသိမ်းဆောင်ရှောင်ခွင့်ရပြီတကယ်တော့ပြပြငါငါကြည်ကျင်းနဲ့နဲ့ပြုစုဆောင်ရှောင်ကြလေတနေ့တနိုင်မောင်ထွန်းသည်နမိုင်ခံဝေသောဝက်လက်ဘူးတာယုံမှမကြီးတုံရသို့ပြန်လာ၏စဘာကုန်တဲ့ကြီးတို့ထံမှတော်ပွဲစားလောက်ကိုလက်ခံခဲ့ကြတော်ပွဲစားဆိုဒီမှာ တော်ရမှာစမားများကိုပေါက်စီပေးဝဲစပါတရားရလေငွေတကြက်ပွဲခါရတော်လုံးမျိုးဖြစ်လေသည်ရွာနီးချုပ်ဆမ်းမစပါများကိုမိမိတို့မျက်နာနေဝဲပင်းရလေတနည်းအတွက်စပါလေး900ကိုအလွယ်တကူနှင်းရနိုင်မည်ဖြစ်တော့ကြောင်းတနည်းလေးငွေလေး900ကျပ်ဝင်လန်းရှိမည်ဖြစ်ကြောင်းတို့ဖြစ်၍မတန်မြင့်မှာမျက်နာမငယ်ရပဲရှေးရကဲတုံးအစီခံတရင်ကစသည်တို့ဖြင့်မြန်မြန်ဆန်ဆန်နေနိုင်ခွင့်ရှိတော်မည်ဖြစ်ကြောင်းနီးအာရဝန္တာပြောပြလေသည် မောင်ထုံးမှမြေပိုင်ရှင်တို့နေဖြစ်နေထိုင်ရစဉ်အခါကနေအိမ်မှထွက်ခွာသွားလာရန်တောင်းဝင်မရှိတဲ့ပြင်မတန်မြင်အားနေရှိသည်များဆောင်းဆောင်ရင်းရွံ့ချိန်ရခဲ့ရခဲ့လေရာထိုကဲ့သို့သောတော်ဝဲစားလုံးဤတရွာဝင် တရွာတဲလှဲ့လေသွားလာရခြင်းကိုမတန်မြင်ကမနစ်သက်ချင်းတို့ဖြစ်၍သားမိတော်ရောက်အိမ်ဦးဖန်နိုင်ထိုင်ကထိုချင်းရကိုတိုင်ပင်ဆွေးနွေးကြရသည်မတန်မြင်က ဘာလို့ဖို့လဲရှင်တော်ဝဲစားလို့နှုတ်နှုတ်ဖို့ဖွဲမလို့ချင်ပါနဲ့ကိုထွန်းရဲ့မဲမြင့်ဖောဖောတီတီတုံးဆွဲရအောင်ကျုပ်လှုပ်လှုပ်အောင်မနေရကြမှာပေါ့မဲမြင့်ရဲ့မတုံးရချင်နေပါစေဒီလို့တော့မလို့ပါနဲ့အေးအေးပဲစားနေစားမယ်ဒီပြင်အကြောင်းကလည်းကျုပ်တို့မှာတုံးဆွဲနေနေကြက်တဲနေတယ်မဲမြင့်ရဲ့ဒီတော့အတုံးဆွဲကြက်ရင်ကျမအဖေလက်ဖွဲတယ်လက်တတော်ညောင်းချင်လဲညောင်းပေါင်ချင်လဲပေါင်လို့ကျမပြောပါဘကောကိုထွန်းဦးတို့ကတော့တင်းခင်ဟာ ဆက်လေးလေးလျက်ရှိရမှာရုတ်တရက်ဆွတ်ဖက်ပြုံးမြဲပြူတွေမောင်ထုံးကအမေဟူခေါ်ကတတိပေးလိုက်တဲ့ပြင်ဒေါ်သိန်းခင်းနီတစုံတရာမျှမပြောတော့ပဲဆက်လေးလေးမြဲတိုင်းလေးနေထုံနာမောင်ထုံးကမတမ်းမြင်ရမဲမြင်ရှိသည်များပစ္စည်းကလေးကိုအိမ်သုံးကြည့်တဲ့ထဲ့မင်းဆိုတာပြောရုံနဲ့ပဲကျေးစုကြည်လာပါပြီမဲမြင်တို့တော့နေပါစေထဲ့ဖို့မလိုပါဘူးစပားပေါ်တဲ့ရာတီကလေးမှာ၃လလအလုပ်လုပ်ရလို့ကျုပ်ပါမှဖြစ်မသွားနိုင်ပါဘူးမဲမြင်ရဲ့ အိမ်မှာတယောက်တည်းပြင်းလို့ရှိရင်ဝတ္ထုစာအုပ်လေးဘာလေးဖတ်နေတာပေါ့အမေလည်းရှိသားကပဲထို့သူပြောနေစဉ်ဒေါ်သိန်းခင်ကဝင်ရပြောလို့လာတဲ့ပြင်ပစံတပြင်းပြင်းရှိနေတော့လေမောင်ထုံးကမျက်စိတမိတ်တည်းမေးပြနေတော့ကြောင်းဒေါ်သိန်းခင်ပြောခွင့်များတော့ပဲနောက်ဆုံးနိုင်ဆက်လေးကိုသာငုံရေးလိမ့်နေလေမောင်ထုံးသည်ထိုရက်သားမျက်နှာကြီးဖြစ်တော့ကြောင်းစဘာဝဲတော်လို့ကိုတွင်ကျဲစွာလောက်ကိုင်းနိုင်လေရာ အင်္ဂလိပ်လဆန်း16ရက်နေ့တိုင်းဝလက်ဘူတာသူကုံစုံဇီရထားဆိုင်တော်ခါများတွင်မတန်မြင်အတွက်စားစရာမျိုးမျိုးနှင့်အထည်လေးစံပြားများကိုတပွေးတစ်ပိုက်ကြီးဝဲချမ်းလင်းရှိသူဖြစ်၍မတန်မြင်မှာတော်ရလေး၌ပင်နေထိုင်ရသောညာလေးအကောင်ဆုံးသောနိုင်ငံသားစားစားများနှင့်အဝိအစဉ်ဆန်းမျိုးမျိုးတို့ကိုမပြတ်စားသောဝစင်နိုင်ခင်လေးတနေ့တနိုင် မတန်မြင့်ဤမိတွေဒေါ်လာကြီးသည်ရွှေပုံမျိုးနိုင်ရှိသောသမီးရင်ထန်သွား၏မကြီးတော်ရ၌ရှိသောမတန်မြင့်ထန်ဝင်သွားခဲ့လေမတန်မြင့်ဤဖခင်မျိုးဦးတောင်တင်မှာလွန်ခဲ့သောနှစ်ကပင်ယောဂာနှင့်ရောက်တဲ့ကွယ်လွန်ခဲ့ပြီဖြစ်၏မျိုးဦးကတော့တွင်ရန်ဆိုသောလူတရားဖြစ်၍လက်စားရတွင်အလွန်ရတင်လာ၏အတုံးဆွဲမှလည်းရက်ဆက်ဆုံးလူတရားဖြစ်၏တစ်ချက်တည်းလေအကောအတွေ့သည်ဖြင့် လယ်မြေများကိုပင်ဝဲဖူးတော့လဲတည်တော့ခါနိုင်ជីវမိုင်းလည်းလျက်သည်သွားရရှိုင်းမတန်မြင်မိတွေဒေါ်လာကြီးမှာဝဝတုတ်တုတ်လဲကုတ်တုတ်တုတ်ပါဇက်ပြဲပြဲအောက်သူကြီးတယောက်ဖြစ်၍စကားပြောရနိုင်နှုတ်ကြအာကျန်နေပဝင်းကြီးပြောတတ်တော်လေးရှိဒေါ်လာကြီးသည်မတန်မြင်နေရင်တို့ဆိုင်ရောက်ပြီးနောက်အိမ်ယူခန်းတွင် မတန်မြင်နေနှစ်ယောက်တည်းထိုင်လျက်စကားပြောနေကြစဉ်ဒေါ်လာကြီးကဟဲ့တမ်းမြင့်နှစ်ယောက်သာဘူတာရုံမှာငှားမြင့်ခဲ့တယ် ီတငယ်ဘာဖြစ်တာလဲဟဲလူရောက်တာမပြီးတော့ပါလားနင်စီယုံတက်မယ်စားနှစ်ယောက်ကြာလှုပ်ပါတော့လားဟဲအခုတော်တော်ငိုရေးကြီးကြောင့်စိတ်မကောင်းလို့ထင်ပါရဲ့ជីကြီးရဲ့ဒါလည်းသူကအစီမံမတက်လို့နဲ့တူပါရဲ့နှုံမတော့စံပြင်ကိုလဝါဖြင့်ပုတ်လေညီးကလာရင်ဒီလိုပြောတာထုံးလို့လူများညီးကဘာမတက်ဘူးညာမတက်ဘူးနဲ့ပြောဝန်တာငါအံ့ပါရဲ့တမ်းမြည်ရဲ့ជីကြီးကဝေးရနေပြီဘာတိလို့လဲဟဲ့ညီးတာမသိတာငါအကုန်သိတယ် ညီစေးအောင်တက်တာကတနည်း16ကျက်တလဘလောက်ကုန်တယ်လဲ6လဆိုဘလောက်ကျတယ်လဲပြီးတော့ညီမရှိတော့လေရောင်းဝယ်နဲ့ပတ်သက်လို့ရှုပ်ရှင်းဖြစ်ပြီးရုံးပြင်ကနာရောက်ရတာကဘလောက်ငွေကုန်သွားတယ်လဲညီတည်တလားပြီးတော့ညီဖေညီတို့ညီမလက်ဖွဲခဲ့တယ်ဆိုတော့လေတတော်စီကလည်းဘာဖြစ်ကုန်တယ်လဲညီတည်ရလားမတိပါဘူးជីជីအေးညီဖေလူဆိုတော့ तू လက်ဖွဲတယ်ဆိုတော့လေတွေကလက်ဆက်တတ်တော့အပေါင်နေနဲ့တော့ နောက်ဆုံးကြတော့မြည်စည်းကြတာနဲ့ငွေတိုးတွေတက်နေတာနဲ့သူ့ခမညာတပြားမှမညနဲ့ပြင်မဆိုင်ရတာတော့ကျေးဇူးတင်ရမလို့ဖြစ်နေသေးတော့ညီဖေလှုပ်ပုံများတော့ဤငါတို့တွေကိုဒုက္ခပေါမောင်မင်းကြီးသားမောင်ထွန်းကိုကောင်းရှာပေးလို့သာညီမရှိတော့ညီညီမမတန်တင်လက်ထက်တော့မောင်ထွန်းကငွေ300လက်ဖွဲ့ရှာပေးတယ်တော့ဒီငွေကိုမတန်မြင့်ကိုစားသူကလက်ဖွဲ့လိုက်ပါတယ်တဲ့သူ့မှာရှိကလို့ချောင်းကြည့်ရင်ဒီထက်မကပေးချင်ပါတယ်တဲ့ ငါ့ကိုလည်းတမိအိမ်ထောင်ကြပြီးနောက်ဘဲခါမဆိုသူ့အိမ်မှာလာနေပြီစားနေလဲပါတဲ့သူ့မိခင်နဲ့အတူတူပြုစုစောင့်ရှောက်ပါမယ်တဲ့ဒီယောက်ျားမျိုးဘယ်မှာရှာလို့ရမလဲတမ်းမြင်ရဲ့ညီလည်းအချင်းဘယ်မှာနေမှန်းမသိဘူးဒါနဲ့များတော့ညီရထွန်းကိုအစီမံမတက်ဘူးလေဘာလင်းနဲ့အံ့ဩပါရဲ့အမကြီးရဲ့ပတ်တမ်းမြင်မှမူညီတို့များပြန်မပြောနိုင်ပဲကြောင်တောင်ကြီးလျက်သားလင်းကြည့်နေမိလေဒေါ်လာကြီးကဆက်လက်၍ ညီစီရောမှာကလေးကငါကညီစီရောအကျိုးကြောင့်စာရေးပါဒီလောက်ငွေကုန်ခံပါစီနေလို့ပြောပါတယ်။နှုတ်ပေမဲ့ညီယောက်ျားကရှိသမျှကုန်သွားပါစီတဲ့။သူချင်းချင်းမမနဲ့ပြန်လာရင်ပြီးရောတယ်။ပေါင်လိုက်ရတယ်လေတွေ။ရောင်းလိုက်ရတယ်စပါးတွေ။အခုသူတို့သားမိမှာဘာရှိတော့တလဲ။မတန်မြင်မှာစီးရုံတို့ရောက်ဒီနေမှာစာရင်ထုံနေတိုင်အောင်လင်းမောင်ထုံးတွက်လက်ကောင်။ရောက်မှကြည်တော်သိခင်တွက်လက်ကောင်။အလျင်တည်းများပဲမိမိပျော်ရွှင်မှုနေအုံဖြုံမှုတွက်တာ။ အာယုံပြုမိခြင်းများကို၎င်းရှိသည်များပစ္စည်းများကိုပေါင်နှံရောင်းချ၍မိမိအတွက်သဒ္ဓါကြည်ကျူစွာအကုန်ကြခံမိလင်အိမ်မှုလုပ်ငန်းရရက်ကိုအစဉ်ခံမငားနိုင်သောဖြစ်နိုင်အကုန်တိမ်ကျုံ၍လှူရှာသောရောက်မကြီးအတွက်၎င်းဖခင်တုံဖြုံခဲ့သောလင်းမြေချောင်းကိုမိမိအားစိတ်ချမ်းမသာမဖြစ်ရစေခြင်းကမပြောဘဲမျိုးသိထားရှာသောမောင်ထွန်းအတွက်၎င်းအသေးနာလိုက်ယူကြုံများဖြစ်သည်နှင့်မျက်ရည်တွေ့တွေ့ယူစီကရှိနေလေထို့နှင့်ညနေ၌ မောင်ထုံးဒီစမားဝင်ရမှာမော်ကြီးပန်းကြီးနဲ့ပြန်လာရတယ်။မတ်တမ်းမြင့်ကိုအတိုင်းဆင်တင်ဖြောထားတော့တံပြားရေရှာလက်ပတ်ကိုဖန်ခွဲပြေးထဲကလှမ်းပေးလေ။မောင်ထုံးဤနဖူးပြင်မှာယူစီချနေသောချွေများကိုမတ်တမ်းမြင့်ကလဝါပြင်ယူရချင်သာစွာတတ်ချပေးလေရက်ကမောင်ထုံးဒီတံပြားရှာလက်ပတ်ကိုတောက်ပြီးနာအမေပါလေငါသားတံပြားတစ်ချက်နဲ့ကြည်ရတယ်ဆိုတာဒီဟာထင်ပါရဲ့အမေရွှေဥတောင် မေတ္တာတော်ကပြပါတာဝိထုတို့များစားအောင်ပါအဆုံးထိနာဆင်ပြီးခဲတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမရွှေတုတ်ပါ